မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောက်ချိုးမြို့ကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိရတူရပွဲရပုံမှုကြီးအေမင်အောင်ဒရုန်းဘုံထိမှန်အပြင်းထန်တိုက်ရရကနေပြည်တော်သို့ပို့ဆောင်စေကူတာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာသောတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိဟသူရပွဲရပုံမှုကြီးအေမင်အောင်မှာ ဒရုန်းပုံထိမှန်၍အပြင်းထန်တရားရကနေပြည်တော်သို့ပြန်လည်ပို့ဆောင်ကစေကုသနေရာကြောင်းတနုပြည်သူလူမျိုးရေးတပ်တော် DPLA မှတရင်နှင့်ပြန်ကြားရေးတာဝန်ရှိသူတဦးကတရင်ဌာနသို့ပြောကြားပါရယ်လွန်ခဲ့သောလကတိဟတူရဘွေရဘုံမူကြီးအမင်းအောင်သည်တော်လန်ရေးတပ်ဖွဲ့များကလွတ်တင်သည့်ဒရုန်းကိုထွက်ကြည့်စဉ်ဘုံကြောက်ရောက်ပောက်ွဲခဲ့ပြီးတရားရရှိကနေပြည်တော်သို့အရေးပေါ်ပြန်လည်ပို့ဆောင်စေကုသမှုခံယူနေရကြောင်းဘုံမူကြီးတိဟတူရ 2019-2020ခုနှစ်ရခိုင်ပြည်ပုံနာကျွန်းတွင်လည်းမုတ်တော်ကျေးရွာအနီးတိုက်ပွဲတွင် AA ကိုခုခံတိုက်ခိုက်မှုကြောင့်2021ခုနှစ်တွင်ဇန်နဝါရီလ4ရက်နေ့တွင် NLD အစိုးရကစစ်တပ်၏ထောက်ခံမှုဖြင့်တိရသူရပွဲကိုအနှင်းပြက်ခဲ့ကြောင်းသိရပါသည်။နောက်ထိုတွင်တော်လန်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသောတိဟတ်သူရဗိုလ်မှူးကြီးအေမင်အောင်မှစစ်တပ်ကတူအပတ်စဉ်54မှာဖြစ်ကြောင်းသိရှိရပါသည်။ထို့ပြင်ယမန်နေ့ဇွန်လ26ရက်နေ့နောက်ထိုတွင်နောင်ဖာညံတော် လုံဆန်းအုံမခါနဲ့နောင်လင်ကျွော်တို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်မှလက်နက်ကြီး80လုံးနဲ့ drone ခင်ဘုံ32လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အခြေအနေကမူမလင်းသေးဘူးကြမ်းနေပြီးကန်ကြီးဘက်ကနေထိုးတာပန်ပွေးကုန်းဘက်ကတော့လပခနှစ်ဖြူဟာရင်ခင်ဦးလင်တင်နန်းချောင်းကတက်တွေ့ရင်တခြားတပ်မှလက်ကြံတွေရဲ့တရင်တွေရဲ့ပေါင်းထိုးနေတာအင်အားကကက်ဖက်ထုံလုပ်ပြီးထိုးနေတာပေါ့သူတို့ဘက်ကစစ်ကြောင်းတို့တိုက်ခိုက်နေတော့ကိုကလည်းခုခံရင်တိုက်ခိုက်နေရတာ ကိသူတွေကိုပြောကျင်တာကအရန်ကြီးစိုးရင်စရာမလိုပါဘူးလို့ကျွန်တော်တို့တွေလှုပ်ဆရာရှိတာလုပ်နေကြပါတယ်ဟုပြောကျင်ပါတယ်ဟုဓနုပြည်သူလူမျိုးရေးတက်တော် DPL မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနသို့ပြောကြားပါတယ်ရမန်နီဇွန်လ26ရက်နေ့နောင်ထုံနယ်နောင်လင်းချီရွာနယ်နောင်ဖာကြီးရွာကြားတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး39လုံးနဲ့ drone ကင်ဘုံ18လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာဤသူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ် အလားတူညံတော်ကျေးရွာတိုက်ပွဲတွင်လည်းစစ်ကောင်စီတပ်မှလက်နက်ကြီး32လုံးနဲ့ဒုံဟင်ဘုံ15လုံးကစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဇွန်လ25ရက်နေ့ကလည်းနောင်ချုံနွတ်နယ်နောင်လင်းနောင်အောင်လုံဆန်နဲ့နောင်ဖာကျေးရွာတို့တွင်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်မှဒုံဖြင့်ဘုံ28လုံးလက်နက်ကြီး68လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ညီနောင်မဟာမိတ်တုံးပွဲကငလွင်တန်တဲ့ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် ထိုးစစ်စင်မှုများတစ်ဖက်သက်အပြည့်အကာလနောက်ထပ်တလားတက်တန်းထတ်တူထားခြင်းစစ်ကောင်စီတပ်ကအခွင့်ကောင်းဟိပြီးအဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့်နောက်ချုံညွနယ်တွင်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါသည်။ထို့ကြောင့်ပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဘုံကျဲတိုက်ခတ်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတရီအငင်းရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလိုက်လာဆောင်ရွက်ရန်လိုအပ်ပါကြောင်းထုတ်လိုက်ရေးတပ်များကအသိပေးထားပါသည်။ SCO ကောက်ွဲရေးဝင်ကြီးတွေညီလာခံမှာပူးတွဲကြေညာချက်မထုတ်ပြန်နိုင်ခဲ့ပေအဆုံးသတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအပွဲ SCO ရဲ့ကောက်ွဲရေးဝင်ကြီးများညီလာခံဟုဘုံသဘောတူညီချက်တစ်ခုရရှိအောင်မှီနိုင်ပေပြီးဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံချင်တူမြို့မှာဇွန်လ26ရက်နေ့ကကျင်းပခဲ့တဲ့ညီလာခံမှာအကြမ်းဖက်မှုဆိုတဲ့ဝေါ်ဟာရကိုဘလို့ရည်ညွှန်းမလဲဆိုတာနဲ့ပတ်သက်ပြီးအဖွဲ့ဝင်နိုင်ငံတွေကြားအတိတ်ပဲတတ်မှတ်ပုံသဘောထားကွဲလွဲမှုတွေရှိခဲ့တာကြောင့်ပူးတွဲကြေညာချက်တစ်ခုထုတ်ပြန်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။အစီအိုဆိုတာဟာရူရီရှားဆက်ဆက်ရဝန်ဆယ်နိုင်ငံစုပေါင်းထားတဲ့လုံခြုံရေးနဲ့မူဝါဒရေးရာအဖွဲ့ဖြစ်ပြီးတရုတ်၊ရုရှား၊အိန္ဒိယ၊ပါကစ္စတန်နဲ့အီရန်တို့လိုနိုင်ငံတွေပါဝင်ပါတယ်။ စောင်းဦးပေါက်မှာ SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံမှာဖြစ်ပြီးအဲ့ဒီမတိုင်ခင်မှာတော့ကာကွယ်ရေးဝန်ကြီးတွေကကနအူးအဆင့်အစည်းအဝေးလုပ်ခဲ့တာပါတချို့သောအဖွဲ့ဝင်နိုင်ငံတွေကြားမှာနှိမ့်နိုင်လို့မရတဲ့သဘောထားတွေရှိခဲ့တာကြောင့်အိန္ဒိယဘက်ကလိုလားတင်ပြမှုတွေကိုလည်းအပြီးမတတ်နိုင်ခဲ့ဘူးလို့အိန္ဒိယနိုင်ငံသားယုံဝန်ကြီးဌာနပြောရေးဆိုခွင့်ရ အရာရှိ Ran Ha Jain Well ကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့သဘောထားကိုအဆိုပြုချက်ထဲမှာထည့်သွင်းဖော်ပြခဲ့ပြီးနိုင်ငံတကူအတွက်တော့လက်မခံနိုင်စရာဖြစ်ခဲ့ကြောင်း။ဒါကြောင့်လည်းအဲ့ဒီအဆိုကိုမကျင်ညာနိုင်ခဲ့ကြောင်းသူကဆိုပါတယ်။ဒါပေမဲ့အိန္ဒိယကိုဘယ်နိုင်ငံကစန့်ကျင်တယ်ဆိုတာကိုတော့သူကနာမည်မတက်ခဲ့ပါဘူး။ အိန္ဒိယမီဒီယာတွေကတော့အိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသမှာဧပြီလ22ရက်နေ့တုန်းကပြေခတ်မှုကြောင့်ဟိန်းနူကဘာလက်ခရီးသွား26ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကိုအကြမ်းဖက်မှုအဖြစ်တင်ပြခဲ့ပေမယ့် SCO ရဲ့နောက်ဆုံးညှိနှိုင်းအဆိုပြုချက်မှာဖယ်ရှားခံခဲ့ရတဲ့အတွက်အိန္ဒိယကာကွယ်ရေးဝန်ကြီးကလက်မှတ်မထိုးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာပါကစ္စတန်ရဲ့လက်ချက်လို့အိန္ဒိယကတက်အပ်ဆွဆွဲထားပြီးပါကစ္စတန်ကတော့ညှင်းဆို့ထားပါတယ်။ ဒီကိစ္စနောက်ဆက်တွဲအဖြစ်အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာစည်ရေးပရိပခတစ်ခုပါဖြစ်ပွားခဲ့ပြီးအိန္ဒိယကပါကစ္စတန်နဲ့ဆက်နဲ့ကက်ရှမီးယားမှာရှိတဲ့အကြမ်းဖက်ပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ကြေညာပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယတိုက်ခိုက်ခဲ့တာဟာအယက်သားပစ်မှတ်တွေသာဖြစ်တယ်လို့ပြောပါတယ်။အစောပိုင်းတုန်းကတော့တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိက SCO ကာကွယ်ရေးဝန်ကြီးတွေကြားမှာ ပူရဲကြညာချက်တစ်ခုထွက်ပေါ်လာနိုင်ဖို့အကောင်းမြင်မျှော်လင့်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အထမမြောက်ခဲ့ပါဘူး။ဒါဟာမေလတုန်းကဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခနောက်ပိုင်းအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ထိပ်တန်းအစိုးရဝင်ကြီးတွေအစည်းအဝေးတစ်ခုထဲမှာပထမဆုံးအကြိမ်အတူတက်ရောက်ခြင်းလည်းဖြစ်လာခဲ့ပါတယ်။ ဆက်လက်ပြီးမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအိုးဖိုထောင်တွင်ကွယ်လွန်သွားပြီးရုပ်အလောင်းကိုစစ်ကောင်စီကမိသားစုထံတို့ပြန်မပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်မန္တလေးအိုးဖိုထောင်တွင်အကြံဖက်စစ်ကောင်စီ၏မတရားဖမ်းဆီးထောင်ချခြင်းခံရသည့်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးသည်ယနေ့ဇွန်လ28ရက်နေ့တွင်အိုးဖိုထောင်စေယုံတွင်ကြောက်ဆုံသွားကြောင်း NLD ဗဟိုအလုပ်ကော်မတီမှလွတ်တော်ကိုယ်စားလှယ်ဦးထွန်းမြင့်ကသတင်းဌာနသို့ပြောကြားပါရယ် ဇွန်လ28ရက်နေ့နနက်9:00နာရီဝန်းကျင်တွင်ရုတ်တရက်အမောဖောက်ကကျဆုံးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအုပ်ဖို့ထောင်စေးုံမှကျဆုံးသွားပါတယ်။တဘော်ရီအိမ်ပြန်တဲ့ခွင့်ထောင်ကမပေးဘူးလို့သိရပါဗျ။လောလောဆယ်တော့အဲ့ဒီလောက်ပဲပြောလို့ရပါမယ်ဟု NLD ဘဟုအလုတ်ကော်မတီအဖွဲ့ဝင်ဦးထွန်းမြင့်ကပြောကြားပါဗျ။ မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးကိုအကြံဖတ်စစ်ကောင်စီကနိုင်ငံစုပူအောင်လှုံ့ဆော်မှုရစသက်ကြီးပုံမှန်905ကားကြီးဖြင့်ထောင်တန်းသုံးနှစ်ကိုဗစ်စီကံချိုးဖောက်မှုဟုဆိုကသဘာဝဘေးပုံမှန်25ဖြင့်ထောင်တန်းနှစ်နှစ်စုစုပေါင်း9နှစ်ချခဲ့ခြင်းဖြစ်ပြီးလူရဲစေကာနီမှကွဲလွန်သွားခြင်းဖြစ်ပါသည် ဦးအောင်ကျော်ဦးသိန်း2015ခုနှစ်ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NDE ပသိမ်ကြီးမြို့နယ်တွင်မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့ပြီး2020ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်းထပ်မံအနိုင်ရရှိခဲ့သူဖြစ်ပါသည်။ဆက်လက်ပြီးထိုင်းအစိုးရက NUG ကိုအတိအမှန်မပြု၍မြမအရေးဆောင်ရွက်ရာတွင်အခက်အခဲများရှိနေဟုဦးနေဖုံးလက်ပြောကြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ ထိုင်းမြန်မာနယ်စပ်မဲဆောင်မြို့တွင်မြန်မာနိုင်ငံသားများကြုံတွေ့နေရသောပြဿနာများနှင့်ပတ်သက်၍ထိုင်းအစိုးရကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတရားဝင်အသိမှတ်ပြုထားခြင်းမရှိသောကြောင့်မြန်မာအရေးဆောင်ရွက်ရာတွင်ခက်ခဲမှုများစွာရှိကြောင်း NUG ဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရာဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်။မဲဆောင်မြို့တွင်ထိုင်းစစ်တပ်ရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေးလာဝကတို့ပူးပေါင်းပါဝင်သည့် တော်မော်ဟုလူတိညာသောအဖွဲ့ဆောင်ကစီမံချက်များဖြင့်မြန်မာလူမျိုးများကိုစစ်ဆေးဖမ်းဆီးနေမှုအပေါ် NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရသူကယခုကဲ့သို့ပြောဆိုခြင်းဖြစ်ပါရယ်။ထိုင်းအစိုးရက NUG ကို တရားဝင်အတိမတ်ပြုတာမဟုတ်တော့လုံရကန်ရတာအခက်အခဲတွေအများကြီးရှိပါရယ်။ တန်နိုင်သမျှတော့ချိတ်ဆက်ကူညီမှုတွေလုပ်နေပေမဲ့အားလုံးကိုမလွှမ်းချုံနိုင်ပါဘူးဟုဦးနေဖုံးလက်ကသတင်းဌာနကိုပြောကြားပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်ရရှိထားသောအချိတ်ဆက်များမှတဆင်ထိုင်းအစိုးရထံသို့အဆိုပါအခြေအနေများကိုပြောပြ၍မြစ်တာရက်ခံခြင်းများလှုပ်ဆောင်လျက်ရှိကြောင်း၎င်းကဆက်လက်ပြောဆိုပါရင်လက်ရှိတွင်မဲဆောင်မြို့၌မြန်မာနိုင်ငံသားများနှင့်ပတ်သက်သည့်စံဘလော၃ပြီး e-vibe factory တက်ဆက်ပြီးပေါင်းနေမှုများအပြင် စပိန်ရဲ့အလပြင်ဆိုင်များအပါအဝင်နိုင်ငံသားများလှုပ်ဆောင်ခွင့်မရှိသောလုပ်ငန်းများကိုတော်မော့အဖွဲ့ကစစ်ဆေးဖမ်းဆီးမှုများပြင်းထန်စွာဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်ထိုင်းအစိုးရ၏တရားဝင်အသိအမှတ်ပြုအထောက်အထားဖြစ်သောပန်းရောင်ကန် CI စာအုပ်ကိုင်ဆောင်ထားသည့်မြန်မာလူမျိုးများကိုပင်လက်ရှိအလုံးနှင့်အလုံရှင်တပ်ထေးမတူညီမှု၊အစည်းအဝေးမတိုင်ကြမှုစသည့်အကြောင်းပြချက်များဖြင့်ဖမ်းဆီးလျက်ရှိပါတယ်။အစည်းအဝေးမတိုင်ပေသည့်အိမ်ပိုင်ရှင်များအားလည်းတိုင်ရိုက်ခြင်းများပြုလုပ်နေကြောင်းသိရပါတယ်။ ချိုင်းအစိုးရသည် NUG ကိုတရားဝင်အသိမှတ်ပြုထားခြင်းမရှိတော့လဲအမေရိကန်ပြည်ထောင်စု Washington DC တွင် NUG နိုင်ငံသားရေးဝန်ကြီးဌာနရုံးဖွင့်လှစ်ကြက United Kingdom, Australia, ချက်သမရနိုင်ငံ၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နော်ဝေး၊ပြင်သစ်တို့တွင် NUG ကိုယ်စားလှယ်များခန့်အပ်ထားသည်။ထို့အပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင်လည်း NUG ကိုယ်စားလှယ်များရှိပြီးအရှိတီမော်တွင်တန်အမတ်ကြီးအဆင့်ရှိသူတအူခန့်အပ်၍တန်တမန်ယုံဖွင့်လှစ်ထားကြောင်းသိရသည်။